Hello အားလုံးမင်္ဂလာပါ9 class ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်နည်းနည်း designer ရဲ့ design တွေမကြည့်ပြီးတော့ကြာပြီပေါ့နော်ဆိုတော့အခုပြန်ပြီးတော့တစ်ခုစလုပ်လိုက်ပါမယ်ကြည့်လိုက်ရအောင်ဟုတ်ပြီညတော့ကျွန်တော် MGDC ကိုထဲမှာသွားလိုက်မယ်ပေါ့နော်ဒီမှာ3ပြင်းနဲ့ pro တွေများလာတယ်လို့ခံစားရတယ်ဘယ်လိုမျိုး ပြီးတော့လိုမျိုးအလုပ်ရှာရလူတွေများတယ်ပေါ့နော်ဟိုဒီဇိုင်းကြည့်ပြပါအောင်ပေါ့ငါဆိုလို့သိမတွေ့တော့ကျွန်တော်လည်းမကြည့်ပြဘူးကျွန်တော်မကြည့်ပြလို့ပဲမတင်တော့လားတော့မသိဘူးပေါ့နော်အဲဘေဘီဆိုင်တော့လည်းမဆိုင်တော့ပါအောင်ဆိုတော့โอเคဒါကြောင့်လက်ရှိထိတော့မတွေ့သေးဘူးပေါ့နော်အလုပ်ခေါ်သားတွေတွေ့မယ်ဟာသားတွေတွေ့မယ်ပေါ့နော်ပြီးတော့လက်ရရှယ်တာတွေတွေ့မယ်နော်โอเคဆိုတော့အမ် see အလုံးအလုံးဟုတ်တယ်မဟုတ်လားဆရာဆရာရေးပဲဆိုတော့ကောင်းပါတယ်ကျွန်တော်တို့ရဲ့ community အတွက်တိုးတက်တာပေါ့နော်အင်းချင်းနေလေးပရိုဒုချင်းနေလေးချင်းနေလေးကတော့ကျွန်တော် run through လေးပဲပြောမယ်နော်ဒါလေးကိုဆွဖင်ရဲ့လေးပြီးတော့ကျွန်တော်အရင်တော့ပိတ်နေမှသွားတယ်အခုတော့ပို့လို့ချော်လေးပဲခါတန်းသွားလိုက်မယ်ပို့ချော်လေးမှာတစ်ချက်ကြည့်ပြီးတော့ပေါ့နော်ပြောပေးမယ် သူ ratio ကတော့1200 1500လောက်ရှိမယ်လဲအလဲပေါ့နော်အဲ landscape sign နဲ့တွန်းထားတာပေါ့ဆိုတော့ anyway ကျွန်တော်ကလေဒီကနေ့လုပ်ပြီးဆိုရင်ပြည်သားမှာကျွန်တော်ရဲ့အတိအက main focus ကဘာလဲ social media ads ရဲ့ရည်ရွယ်ချက်ကဗျာကျွန်တော်တို့ ဒီဒီ sales တွေတိုးချင်တာ brand awareness တွေတိုးချင်တာဒါမှမဟုတ်လေ campaign တစ်ခုစချင်နေဆိုရင်ဒီ campaign မှာပေါင်ဝင်လို့များစေချင်တာဒါဆိုရင်ဒါ TikTok မှာဖုန်းဝင်ရင်လက်ဆောင်တွေပေးမယ် campaign ပဲဆိုပါဘူးဆိုတော့ကျွန်တော်အရင်ဆုံးက TikTok မှာဖုန်းဝင်လက်ဆောင်တွေ share ယူဆိုတာမှာကျွန်တော်ကြည့် font ကြည့်လိုက်ပါတော့ဒီမှာ stroke ပတ်ထားတဲ့အဖြူမှာဒီမှာအပြာကိုအဖြူ stroke ပတ်ထားတယ် ဝမအဖြူအနေအောင်စုပ်ပတ်ထားတယ်ဒီအောက်မှာကအပြာရောင်ဂရေးတင်းရောင်မှာအဖြူစုပ်ပတ်ထားဆိုတော့ style အသုံးမျိုးဖြစ်နေတယ် stroke ပတ်ထားခြင်းတူပေမဲ့ stroke color လည်းမတူဘူးဆိုတော့ organize ဖြစ်ဘူးပေါ့နော်သူတို့က group တစ်ခဲ group တစ်ခုတည်းဖြစ်ပြီးတော့ group တစ်ခုတည်းအနေနဲ့မြင်ရမှာဒါပေမဲ့တည့်တက်တည့်ဖြစ်မနေဘူးမျက်စိနောက်နေပေါ့နော်ဒါလေးရတစ်ခုပြီးတော့ဒီ8ဒီ8အနီရောင်ကြီးပေါ့ဒါလက်ဆောင်ထည့်ပေးမယ့်8ပဲဆိုပါတော့နော်အဲအနီရောင်ကြီးဖြစ်နေတဲ့တော့ဒီဒီ ကျွန်တော်တို့ရဲ့လေးဒီဒီဇိုင်းတစ်ခုလုံးပါပေါ့နော်အရင်ကန်နေပေါ့နော်ကျွန်တော် hierarchy အနေနဲ့ဆိုရင်လည်းသူက first read ဖြစ်သွားတာပေါ့နော် promo ဆုံးကြည့်တယ် object ဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော်တို့က promo ကြည့်တဲ့ဟာကျွန်တော်ပေးခြင်းတဲ့ message ကိုရောက်ရောက်အောင်ပေးနိုင်တဲ့ဟာမျိုးဖြစ်ရမှာလေဟုတ်ကြတော့ရိုးရိုးဒီဒီစက်ကူအိတ်အနေအောင်ဆိုတော့ဘာလဲပေါ့ဘာမှလည်းမရှိတော့ဘူးပေါ့နော်အဲဒုတိယတစ်ခုကြည့်ဖြစ်တာတော့ဒီ lesson ကို share ယူပေါ့ဒါကတော့ secondary ဖြစ်သွားတာပေါ့နော်ဒါတော့ third ပေါ့ဖုန်းကတော့ ။အဲဆိုတော့ first view ကတော့ဒါဖြစ်မယ်ဆိုရင်ဘယ်တော့ကောင်းမလဲဟုတ်တယ်မလား။အဲဆို hierarchy လေးလိုရဲ visual hierarchy ပေါ့နော်။ first first view ဆိုတော့ပြောပမာဆုံးနာမည်ကြည့်မိတဲ့ဖတ်မိတဲ့အရာကိုပြောတယ်။ပြီး contrast contrast နဲ့ပတ်သက်လို့ပြောရရင်ဒီကောင်ကဒီမှာဒီ side လောက်ရှိမယ်နော်။ဒီ phone ရဲ့ side ကတော့လောက်ရှိမယ်ဆိုတော့ကဆင်ဆင်မလို့တိတ်အများကြီးကွာမနေဘူးပေါ့နော်။အဲ contrast နည်းတယ်။ အဲဒီမှာဆိုရင် color contrast ကတအားများတယ်ဒါပေမဲ့မဟုတ်တဲ့နေရာမှာများနေရပါတော့ပြန်နဲ့အနည်းနဲ့တွေ့ထားတာကောင်းလဲဆိုပေမဲ့ဒါကတော့ကျွန်တော်တို့လက်ဆောင်ပေးမယ့်ရာထင်းနဲ့ကျွန်တော်လက်ဆောင်ဘာပေးမလဲဆိုတော့အဓိက highlight လောက်ပါမှာလीဒါမှလာရင်လူတွေကလိုချင်ပြီးတော့ဒီဖုန်းလာဝယ်ကြမှာဟုတ်တယ်မလားအဲဆိုတော့အဲ့လိုမျိုးလေးတွေးပေါ့နော်ကိုကကြည့်တဲ့လူကပြန်တွေးနောက်တစ်ခုကျွန်တော်တည်ထားမိတာဒါမျိုးဖြစ်နေတယ်ပေါ့နော်၄ယောက်ကဆိုတော့ဘယ်လိုပြောမလဲ အဲ leading line လို့မျိုးဖြစ်နေလို့ကျွန်တော် scale ကိုမှလိုမျိုး linear သဘောမျိုးတုံးထားလို့ဖြစ်နေပါဘူး။လေးယောက်ကိုယူထားတာကျွန်တော်ဒီမျိုးပဲပေါ့နော် ကြည့်ရတာလေ။အဲဒီဘက်ကိုလာပြီးတော့ leading line ဖြစ်နေတော့လူတွေမျက်စိရဲ့ဒီဘက်မှာလာလာဇောင်းနေပေါ့နော်။ကျင်းကျင်းနဲ့အဲ့လိုဖြစ်တတ်တယ်။ပြီးတော့ဒီ white space တုံးထားတဲ့နေရာမှာကျွန်တော် white space တုံးထားလေးလိုတယ်ပေါ့နော်။ဒါဆိုရင်ဒါသူ့ရဲ့ white space ပေါ့နော်။ဒါ white space okay ။ဒါသူ့ရဲ့ white space ဟမ် ့သူ voice space ပေါ့ဆိုတော့ voice space တွေကိုကြည့်လိုက်ဒီမှာတော့ voice space ရှိမယ်ဒါမှ voice space လို့ခေါ်ရင် desk space လို့ခေါ်ရဘာလို့ desk space လို့ခေါ်ရလဲဆိုတော့တို့တော့တစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်မနေဘူးကျွန်တော်တို့ကကတ်တက်ပြီးပြောလိုက်ရဟောဒီမှာလေးတစ်ဆက်သေးဆက်တာပဲအဲဒီမှာဆိုလေဟိုပြောမလဲတစ်ဆက်သေးဆက်တာပဲပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်အဲ့လိုမကြည့်ရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနားမှာဂျမ်းဖြစ်နေတဲ့နေရာရှိတယ်။အဲဆိုတော့ဒီနားလေးမှာဂျမ်းဖြစ်နေလား ဒီဒီနေရာဒီလာဆက်လို့မရအောင်ဒီ point speed ရဆက်တဲ့ဖြစ်ရင်လည်းမကောင်းဘူးလေရေတွေစီးဆင်းနေလို့ပဲလေးယောက်ကပော့ပပါနဲ့စီးဆင်းပြီးတော့ကျွန်တော်ကြည့်တဲ့လူကို visual pleasing ဖြစ်စေရမှာပေါ့နော်ဒါလေးတွေရှိတယ်နောက်တစ်ချက်ကတော့ကျွန်တော်ဒီမှာ physical physical energy ထည့်ထားတယ်နော် physical energy ထည့်ထားလို့မရပါဘူးကျွန်တော်တို့က TikTok လို့ပြောတဲ့အတွက် TikTok ရဲ့ channel page အဲ့ဒီနာမည်လေး link နဲ့ထည့်ပေးတိုင်းပို့ကောင်းပါလိမ့်မယ် ဒီစင်ကာပူလမ်းမကြီးဘေးကဟိုဖုန်းဆိုင်ကြီးကိုကျွန်တော်ဘယ်သူမှမသိချင်ဘူးလေ online ဝယ်မယ်ဆိုရင်ဟုတ်တယ်မလားလူလေးရှိတယ်ပေါ့နော်အဲဆိုတော့ဒီ less on ဘေးမဲ့ object ကိုလည်းပို့ပြီးကြီးကြီးလေးလုပ်ရင်ပိုကောင်းလာပေါ့နော်ဟိုတော်တော်လေးသေးနေဆိုတော့အဲလေးပြင်လိုက်တယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်တစ်ခုသွားကြည့်တာပေါ့နော်ကျွန်တော်တော့ကျွန်တော်မြင်လာလေးပဲပဲဖြစ်ပါတယ်။ယူခြင်းလည်းယူပါမယူခြင်းလည်းပယ်လို့ရပါတယ်ပြဿနာမရှိပါဘူး။ဒီမှာဒီဇိုင်းလေးတစ်ခုတွေ့တော့ဘောနော်။ လို့ရလို့ရှင်ပြောလို့ရပါတယ်တဲ့โอเคလွန်လူလူရေဆိုတော့ကျွန်တော်လည်း welcome ဖြစ်ပါတယ်ကျွန်တော်ပြောပြပေးမယ်နော်ဟိုမကောင်းတာတွေယူပြီးတော့ပြောရခဲ့ဆိုင်ပေါ့လေကျွန်တော်တိုးတက်ပို့ပြီးတိုးတက်အောင်လို့ပေါ့နော်ဟိုပြောပြပေးရလို့ပဲယူဆပါဒီဇိုင်းကတော့ဘယ်တော့မှ complete ဖြစ်တယ်လို့မရှိပါဘူးပြီးဆုံးမှလည်းမရှိဘူးလေနော်ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲ visual contrast နည်းနေရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမှာ မင်းရှိရစီတဲ့စလုံးပေါင်းလည်းမားနေတယ်เนาะဒီမှာ C ကစာလုံးနဲ့မရှိပါဘူးစာလုံးနဲ့စီပါတယ်မင်းရှိရစီဒီစာလုံးနဲ့စီတာတန်းစီရတို့အစီအစဉ်တို့ရေးတဲ့ခါမှာသုံးပါတယ်စလုံးပေါင်းလေးလည်းယူဆိုင်ပါဒီဇိုင်နာလေးစလုံးပေါင်းတိကျမလို့လို့တော့မထင်ပါနဲ့เนาะအဲ့ဒါအလုံးအမားကြီးပါကွန်ပျူတာလေးလောက်ကတော့စလုံးမှောင်ရေးရမယ်လို့မှန်းနေဒါပေမဲ့ဒီဇိုင်နာလေးကလည်းစလုံးပေါင်းမှန်ရပါပဲမြင် မာသာ language ဖြစ်တာလည်းတမျိုးပေါ့နော်ဆိုတော့ကျွန်တော်အခုဒီမှာအဲရှိတဲ့ object တွေပေါ့နော်အဓိက main subject သုံးခုပေါ့ဒီ astronauts ရေဒီကဒီလိုမျိုးပြောရမလဲ sub headline ရေ headline ရေပေါ့နော်ချစ်လက်နော် scale ရှင်းကြည့်လိုက်ရင်မရှိတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဒီကောင်ကဒါဟိုနေလေအမ် astronaut လေနော် အစုံနဲ့ဆိုတော့ပြားလိုက်မယ်ခွဲပေါင်းတော့အဓိကပြမှာကအမင်းရှိရာစီရတော့ဟုတ်ပါလေဒါမဲ့ဒီအစုံနဲ့ကိုကျွန်တော်တို့စကေးပူကြည့်နိုင်ပို့ပြီးချီကောင်းပါလိမ့်မယ်ဘာလို့ဆိုစကေးကွန်ထရတ်မှာပေါ့နော်ဒီကောင်လေးကမစိုးနေဘူးရန်ဘာလို့ဆိုသူနဲ့သူကစကေးတော်တော်ကွာတယ်လေနော်အကြီးသေးသူနဲ့သူနဲ့လည်းအကြီးသေးကွာတယ်သို့တော့မလုံလောက်ဘူးဘာလို့လဲဆိုတော့ तू က၄000 square ဖြစ်တယ် तू ကအရှည်လေးဖြစ်တယ် သူကနည်းနည်းလေးသူ့လောက်လက်ရှိလိုက်မယ်ဆိုရင်နီးစပ်သွားပြီဆိုစကီးယား contrast က visual contrast ကတိတ်မရှိဘူးအဲ့တော့သူနဲ့သူနဲ့တော့ contrast ကလုံးဝ share ပဲလीအဲ့ဆိုတော့ဒီကောင်ကနည်းနည်းလေးကြီးပြီးလို့လို့လည်းကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ဆိုတော့ကြီးချလိုက်မယ်နည်းနည်းလေးမကြီးတော့ဘူးလीဟုတ်လဲဆိုတော့ကျွန်တော်ကဟို hierarchy ရဆိုရင်သူ့ကိုကျွန်တော် first rank လို့လည်းမ first rank second rank third rank ဟုတ်လားအစင်လိုက်တက်ဆိုင်လीခုနကကြောက်တယ်မှာအစင်လိုက်ဖြစ်နေလीမှန်တယ်မလားဒါတက် ဓာတ်2ဓာတ်3ဖြစ်နေရလေအလိုအစင်းလေးကြီးပြင်ဖို့ကောင်းလေပေါ့နော်ဆိုတော့ဒီကောင်ကိုကြည့်ချလိုက်မယ်ဆီဒါသူ့ကိုမျိုးမျိုးထားလဲထားပေါ့နော်သူစိတ်လိုထားလို့ရတယ်ဒါပြဿနာမရှိဆိုတော့ပြန်ပြန်လေးဖွင့်ကြည့်ရအောင်တက်လာနောက်ဆိုတော့ဒီပုံမှာဆိုရင်ကျွန်တော်ဒါဆန်းပြီးဆက်လာမှလိုက်မယ်နော်ဒီ astronaut ကဟိုကတော့ဒီဘက်မှာ air cool လိုမျိုးကျွန်တော်တို့ဒီအဲနင်းငယ်ကြောက်ထားတယ်ပေါ့နော်။နောက်မှာ ထပ်ပြီးတော့ repeat လုပ်သွားရရှိတယ်။ Anyway ကျွန်တော်လိုလိုက်မယ်။ဒီလိုမျိုးလေးလိုလိုက်ပါတော့။ဒါဆိုရင် scale ကသူရဲ့ original scale တွေတိုင်းမှာ hierarchy လေးပိုကောင်းပါတယ်ပေါ့နော်။ဒီလိုမျိုးလေးပေါ့။အဲဆိုတော့ဒါကကျွန်တော်အမြင်ကိုကျွန်တော်မင်းဖြစ်တာပါ။အဲတင်ပြတာပေါ့နော်။ Okay ဒီကောင်ကြီးရဲ့အလောက်ပါပဲ။ပြီးတော့နောက်တစ်ခုပေါ့ sorry ဒီ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  နားလေးပေါ့နော်အဲ့ဒါလေးပေါ့လေအဲ့ထိတ်မှမရှိဘဲနဲ့လေဒီအောက်တွေပါလေပို့လိုက်အောင်ဒီနားလေးဒီနားလေးတွေပို့လို့ရတယ်ပေါ့နော်ဟုတ်တယ်မလားနားလေးပို့လို့ရတယ်လေအဲ့ဆိုရင်ပိုကောင်းတာပေါ့ဟုတ်တယ်မလားထိတ်မှတက်ပြီးတော့ဒီဇိုင်းမှာဘာသာတက်တာတက်လို့လို့ရပါတော့မရဘူးနော်ကျွန်တော်နေဆိုရင်ထိတ်မှသွားပြီးတော့ပေါ့နော် element တွေများနေရောလေဒီပချမ်းမှာကိုပေါ့တတိယတန်လေးနဲ့ဦးနော်ဒါရင်တော့ပို့ပြီးတက်ရတာပေါ့ โอเคကျေးဇူးတင်ပါတယ်နောက်တစ်ခုတော့ရအောင်နည်းနည်းသုံးပုံဘောနော်လောက်ပြသွားမယ်ပေါ့ပြီးရင်တော့ကျွန်တော်တို့အဲ special section လေးနေနဲ့ကျွန်တော်အဲ illustrator ရဲ့ function လေးတစ်ခုသုံးပြမယ်ပေါ့နော်ဆိုတော့ဖုန်းနဲ့ပင်ဆယ်ကလို့လာပါလားဖုန်းလောက်တယ်ဆိုတော့ကျွန်တော် review မလုပ်ပါဘူးအအောင်ဒီအတိုင်းပဲအော်ပြီးတော့ဒီမှာဒီ browser လည်းကျေးဇူးတင်ပါတယ်ညံလင်းထက် နော် hyper wave ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုအခုလို mention ပေးတဲ့အတွက်မြန်မာလိုလေးလာနိုင်မယ်ပေါ့နော် graphic design youtube channel များမှာကျွန်တော်ရဲ့ channel ကိုထည့်ပေးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်အားကြောင့်လည်းကျွန်တော်ထပ်ပြီးတော့အများကြီးပို့ပြီးတော့စူးစမ်းတော့ပါမယ်လို့ဒီဟာလေးတွေ့ပြီးတော့ကျွန်တော်ဒီ tutorial လေးကိုလုပ်ဖြစ်တယ်ဆိုလည်းမမအောင်ပေါ့နော်ဒီမှာကျွန်တော်ပြင်နေအောင်โอเคဒါကတော့ပြင်းလို့ဆွဲပြီးသမ ्या ရယ်เนาะဒီဇိုင်းဆိုတာပြင်းဆွဲရတဲ့အရာမဟုတ်ပါဘူးပြင်းရင်ရုပ်ရှင်ကြည့်ပါဂိမ်းဆော့ပါ design ဆိုတာ career တစ်ခုပေါ့နော်ဒီ career တစ်ခုမှာဟိုကျွန်တော်ဟိုပြင်းမှထားလုပ်တယ်ပြင်းလို့ပကြီးဆွဲတယ်ဘာလို့ဆိုတာရေးကြတော့အဲ professional မဆန်ဘူးလို့ကျွန်တော်ယုံကြည်တယ် 14k okay လူရဟာသားကြိုက်တယ်လीဆိုတော့ဒါအောင်မှကျွန်တော် popping popping မှာပျော်ရွှင်တဲ့ design လေးနဲ့ပေါင်းလိုက်တော့အောင်မြင်လာပါတော့ designer တွေကတော့ကျွန်တော်အလိုမလုပ်စေချင်ဘူး professional ဆန်ဆန်နဲ့အားလုံးဟိုမျိုးတော့ respect ထားစေချင်တယ်အာ okay ပရိုမနီပူလေးရှင်းနဲ့ဝေပင်ပေးပါဦးမယ်ဒါကတော့ခုနโอเคနာဆဆိုတဲ့ brother ရဲ့ပုံပဲပေါ့နော်ဆိုတော့ကျော်လိုက်မယ်တယောက်တည်းကိုလीနှစ်ခါပြောတာကြတော့ဝင်ဖြစ်တော့ပေါ့နော်ဝေပင်လေးကန်ပေးကြပါဦးမျိုးခင်ဗျာတဲ့อืมตัวนักคู่อ่ะมันตัวโปรโมนิบิวเลชั่นสั่นနေတယ်ပေါ့เนาะ ဒီမှာဆိုရင်ကျွန်တော်အများကြီးပြောတယ်မလို့စာဖတ်လို့မရဘူးယောဂစာတွေကဖတ်ဖို့ခက်နေတယ်အမှန်လည်းကျွန်တော်တို့ fail သွားပြီပေါ့နော်နောက်တစ်ခုကပုံရဲ့ quality တွေမကောင်းပါဘူးဝါနေတယ်ဆိုတော့ပုံ quality ကောင်းကောင်းလေးရှာပါရုပ်ရှင် poster တို့ဘာလို့ movie poster တို့ဆိုတော့အရင်အမဲ့လိုပါတယ်ပြီးတဲ့ခါမှာကျွန်တော်တို့ကလိုးတွေပေါ့နော်မျက်နှာမှာကလိုးတွေလည်းထည့်ထားတာတွေကကျွန်တော်တို့အရင်ကြီးမပြီးဘူးဒီမှာဆိုလည်းဒီအမျိုးသမီးရဲ့စပယ်မှာထည့်ထားတဲ့ကလိုး effect ကြီးကကြီးနေပေါ့နော်တော့သိရှိရှိလေးနဲ့တော်တော်ရဲ့လေးလောက်ပါလို့ပြောချင်ပါတယ်။ဒါကြောင့်ရရင်ကြီးပါတယ်ခင်ဗျာ။ ါပါလေအာ okay ဒါက just sharing ဘယ်ပြင်ပေးကြပါအောင်နဲ့ student assignment ဒါ motion ပြ motion ကြတော့ဘယ်မှာမခတ်တယ်ဟောဆိုတော့ခဏလိုမျိုး break down လုပ်ပြလို့မရဘူးလေဒီလေးထုတ်ပြကြပါဦးဒီကိုပုံလို manipulation လေးတွေပေါ့နော်음 share လို့မကြနိုင်ဘူးလူကပြီးတော့ quality လည်းညံ့တယ်ပေါ့နော် ောက်က passport တစ်ကလည်းမာနေတယ်ဒီမှာ passport တစ်က1 point passport တစ်ပုံမှာလည်းခက်ခဲခဲသွားတာဆိုတော့အတန်းလေးညှိဖို့လိုလို့လိမ့်မယ် okay ဒီမှာလည်းလည်းသမားများကိုရင်ဆက်ရှိလို့ဆိုရတာလေးပင်း phone တိုင်းပဲ okay phone တိုင်းလေးပြရရမလဲဆိုတော့ youtube ကြည့် brother ကြီး youtube ကောင်းဆရာပါပဲဒီပုံလေးပါလို့အတိလေးပြရပြည့်နေဆက်ဆွဲထားတဲ့ပုံလေးပါပဲလိုရင်အာမနာပုံနဲ့ပြ okay ဲ့လိုမျိုးပုံပုံနေတဲ့လူတွေကိုကျွန်တော်ကြည့်ပေးမယ်ပေါ့နော်ဆိုတော့อืมဒီပုံလေးကိုတော့ခဏထားလိုက်ဒီပုံကပြောကြရအများကြီးဖြစ်သွားပြီဆိုတော့ပြောကြရအများကြီးပုံရွှေ့လိုက်မယ်ဒါမှနှစ်ပုံသာပေါင်းပြီးပြောပြရတဲ့ကောင်မှာဒီရလာပြီခင်ဗျာနော်อืม ီ ratio ရမှားနေတယ်လားကျွန်တော် social media မှာတင်မဲ့ဒါရင်လုံးလေ1 to 1 ratio လို့ပေါ့နော်1200 1200 1080 1080တို့2000တို့စသည်အားဖြင့်ဘယ်လိုမှမဟုတ်ဘူး1200 1500ပေါ့နော်အဲ့လို ratio တွေထွားပါအဲ့ပူကောင်းပါလိမ့်မယ် okay ဆိုတော့ဒီပုံမှာကျွန်တော်စမြင်တာကတော့ font ပေါ့နော်ကျွန်တော်လည်း font creative ဆိုတော့ဒီ font ကြီးကဒီ font ကြီးတော်တော်လေးစိုးနေတယ်ကျွန်တော်ကအခုလုပ်နေတဲ့ design က perfume ပေါ့နော်ဟုတ်လားဟုတ်တယ် perfume perfume ဆိုတော့ perfume ဆိုတာကပြောမှဆိုရင် luxury product တွေမှာပါတယ်ဗျသူများသောအားဖြင့်ဈေးကြီးတယ်ပြီးတော့ဒီဒစိကိုလည်းတည်ုံလေနော် Bulgari ဆိုတော့ဟုတ်တယ်တဲ့နဲ့အဲဆိုတော့ဈေးကြီးတယ်လေအဲဆိုတော့ဒီ luxury brand တွေကို design လုပ်ပြီးဆိုရင် font chart ကအရင်ကြီးကြီးပါတယ်ဒီလိုမျိုးကျွန်တော်တို့0 design ဆန်ဆန် font တွေနဲ့မရပါဘူးဒီ font တွေကကျွန်တော်တို့ အာမိတ်တူကူဒီတို့ဘာတို့ကာရီစေးဒီတို့အစင်တော်ပဲရှိပါတယ်ဒါကျွန်တော်တည့်ပြောတာပေါ့နော်ဆိုတော့ဇီတို့ဇီတို့တို့ဘာတို့မှပါတယ်ကြာရီဇီတို့တို့ဟိုလိုမျိုးဘာဇီတို့တို့ညာဇီတို့တို့မှသုံးထားတဲ့ဇိုင်းမျိုးတွေဖောင်တွေဖြစ်နေတယ်ဆိုတော့အဲဒီရှောင်းမေးပါပြီးတော့အဲစကေးပေါ့နော်မကြည့်လိုက်ခုနကကျွန်တော်ပြောလို့ပဲအေးမြလန်းဆန်းမှုနဲ့ဒီကောင်မလေးဆိုင်နဲ့ရှင်းကြည့်လိုက်တလားကစစင်ပဲဒီမှာ production မှာ စကီရပါဘူးနော်အဲ့ဆိုတော့ဒါ main subject တွေပေါ့ရှင်းကြည့်လိုက်ကျွန်တော်စကီရကွာလားတိတ်ကွာမနေဘူးပေါ့နော်အဲ့ဆိုတော့အကြီးအသေးခွဲလိုက်ရင်တော့သူတို့နှစ်ခုကအတူတူလောက်တော့ကြားတယ်သူနဲ့သူနဲ့ကလည်းတိတ်မကွာဘူးကျွန်တော်မှထောင်ကြည့်လိုက်ရင်လေဟုတ်ကဲ့လားအဲ့ဆိုတော့ဒါကိုကွာရလို့အရင်ပြောလို့မရဘူးကွာတော့ကွာမှန်တယ်အတိအကျပြောကြည့်ဆိုရင်ဒါပေမဲ့ visual မှာကြတော့ hierarchy မဖြစ်ဘူးလေအဲ့လောက်ပါလေအဲ့ပြောချင်တာက ကျွန်တော်တို့လိုရမယ်။ဒါမျိုးလေးတွေပေါ့နော်။ဟိုလုံမယ်ဆိုရင်ပို့ပြီးတော့ကိုက hierarchy ပေးမယ်ပေါ့နော်။ဘသူကအရေးကြီးတယ်ဟာလေ။သူကအရေးမကြီးဘူးလေ။ second ပေါ့နော်။အနေနဲ့ထားမယ်။ဒါဒီအဖြစ်လုံမယ်ဆိုရင်ကျွန်တော်တို့အရေးကြီးတာဘာလဲ။ပြီးတဲ့အခါမှာကျွန်တော်နောက်ထပ်ပြောချင်တာတခုပါပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့ photography နဲ့လည်းဆိုင်နေ။ designer တွေ photography ဘိုင်းမှာဟိုတန်ပေါ့နော်။ပိုကောင်းတယ်ပေါ့။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီတောင်းပို့လိုက်မယ်နော်။ design ကိုလေ။ဆိုတော့ အဲ့ဒီဒါဒီဇိုင်းရဲ့ scale ရဲ့ပေါ့နော်ကွတီပေါ့နည်းပေါ့အင်ဂျီရပဲဆိုပါတော့ဆိုတော့မာကြီးဒီအမျိုးသမီးကမော်တယ်ဗျာဒီဒီဒီဇိုင်းမှာဆိုရင်ဒါဒီဒီဇိုင်းဖြစ်ဖို့အတွက်ဓာတ်ပုံခိုးရိုက်ထားတာလည်းဖြစ်နိုင်တယ်ဖိုတိုရှူတင်နဲ့ပုံစံအများကြီးပြီးတုတ်ထားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်တို့ကမျက်နှာမူပြီးတော့မျက်နှာဒီဘက်မှာလीနော်မျက်နှာဒီဘက်မှာပဲဆိုတော့ဟိုဖိုတိုဂရာဖီဒီဒီပေါ့ထရိတ်ဒီမှာဆိုရင်ကျွန်တော်တို့ပြတဲ့တဲလန်ဒီကာရက်တာတွေရဲ့မျက်နှာမူတဲ့ပတ်ချံမှာ white space က ပို့ပြီးတော့များမယ်အခုကကျွန်တော်ကြည့်လိုက်ဒီမျက်နှာသူ့မျက်နှာမူလေးရှိမှာ white space ဘယ်လောက်ရှိလဲဒီလောက်ပဲရှိတယ်ဟမ်သူ့အနောက်မှာဘယ်လောက်ရှိလဲမှားပါတယ်ဟောဆိုမှားပါတယ်ဘယ်လိုမသုံးနိုင်ဘူးเนาะအဲ့လိုသုံးချင်တယ်ဆိုရင်ဒီကောင်မလေးကိုဘယ်နဲ့ညာ flip လုပ်ပြီးလှည့်လိုက်အဲ့လိုဆိုရင်မှန်သွားလိမ့်မယ်သုံးချင်တာသဘောပေါက်လားမျက်နှာမူရဲ့ဘက်က area ပူချေရပါတယ်။လုံးဝ center မှာထားမယ်ဆိုရင်တော့သူ့မျက်နှာမူရဲ့ဘက်ကိုနည်းနည်းလေးပူပြီးတော့အတိမတားလေး space ပို့ထားပေးရတယ်ဗောနော်အဲဒါမျိုးဒါမျိုးဆိုရင်ကျွန်တော်တို့ပုံမှန်ပူကောင်းသွားမှာဖြစ်လာဘာလို့ဆိုတော့ကျွန်တော်တို့ကရှင်းရှင်းပြောရင်ကျွန်တော်ပြောခြင်းနဲ့ message တွေပါလေဒီဘက်မှာလေဒီမှာလေဟုတ်တယ်မလားနော်ဒီမှာလေနေ့ရက်တိုင်းဒီအတူရှိနေမှာပါညာဒီမှာလေ product တွေဟုတ်လားအဲဆိုတော့အားလုံးနဲ့သူကလူမျိုးလဲ organize ဖြစ်ဖို့လိုတယ်လေကျွန်တော်ဟိုဘက်လှည့်ပြီးတော့ငါနဲ့မဆိုင်ဆိုတဲ့အထားကြီးနေနေလို့တော့မကောင်းဘူးလေဘယ်လိုလဲဟိုဘက်ကြီးလှည့်ထားပြီးတော့ ဲ့လိုဒီမလောက်ပါဘူးเนาะဒါ beginner ဆိုတော့မသိလို့ပြပြရတာဖြစ်တယ်ပြီးအားမနာနဲ့ဆိုလို့ကျွန်တော်အားမနာပဲပြောနေရပါတော့နောက်တစ်ခါ font မလေး font ပဲအမာကြီးเนาะဒါမျိုးမသုံးနဲ့သုံးရင်တက်တန်လေးသုံးပြီးတော့ grading ရဲ့သုံးမယ်ဆိုရင်တက်တန်လေးသုံးနောက်တစ်ခါမှာ font လေဒါမျိုး modern setting သုံး bulgari font ကတော့ serum font မှန်တယ်ဒါပေမဲ့ကျွန်တော်တို့အခုက 21st century ဖြစ်နေပြီဖြစ်တဲ့အတွက်အဲ font သုံးတဲ့နေရာမှာ modern font နေသုံးရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော် နောက်တစ်ခုကနောက်ဆုံးတစ်ခုပဲဆိုပါတော့ဒီမှာရေထည့်ထားတယ်။ Okay ရေဒီထည့်ထားလာကျွန်တော်ထားလိုက်အောင်ရေခဲတွေရေခဲတွေကိုကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့သူကအဖြူလေးကိုဖြတ်ပြီးတော့အမဲတွေပဲခြံမိထားတာလေ။ဘာဖြစ်လို့လဲတော့မသိဘူး။ဒါပေမဲ့ရေခဲကိုအဲ့လိုတုံးလို့မရအောင်ရေခဲတော့ဘာမှမဲမနေဘူးလေ။ဟုတ်တယ်နော်။ background အမဲပေါ်မှာမဟုတ်ရင်။အဲ့ဆိုတော့အဲ့ဒါလေဒီဇိုင်းကိုလုံးဝပျက်စီးစေတယ်။မထည့်လို့တော့မရတယ်။ကျွန်တော်ရေခဲက အေးမြလမ်းဆန်းမှုကိုပေးရဆိုတော့အမြဲတမ်းရေခဲနဲ့ပဲပေါ်ပြကြမလို့ဘူးနော်ကျွန်တော်တခြားနည်းတွေနဲ့ပေါ်ပြလို့ရတယ်လေဟုတ်တယ်မလား fresh and cool ကိုကျွန်တော်ပြမယ်မှန်ကြီး fresh and cool ကိုဒီမှာသူတို့ဗာနဲ့ပြတယ်ဆိုကြည့်ရေခဲနဲ့ပြတယ်မှန်တယ်နော်ဒီမှာနင်းပွင့်လေးနဲ့ပြတယ်တော်လားနင်းပွင့်လေးနဲ့ပြတယ်ကာလာနဲ့ပြတာလေးရှိတယ်ဆိုတော့နော်မှန်ကြီး cool and fresh တူလားရေခဲပါလားမပါဘူးရေပါတယ်တော့ခေါင်းရှော်ရေမလို့ဆိုတော့နော်နောက်မှကြည့်လိုက်သုံးထားတဲ့ color လေးကြည့်လိုက်ဘယ်လိုမျိုးနော်ဒါလည်းအရင်ကောင်းတယ်တော့မဟုတ်ဘူးဒါပေမဲ့ပြောချင်တာဟိုအေးမြလန်းဆန်းတယ်ဆိုတော့လည်းပဲအဲရေခဲတွေထည့်လိုက်စမ်းမလို့ဘူးခြေလေးအပြူလေးပြည့်တဲ့ထည့်စမ်းမလို့ဘူးဆိုတော့ပြောပြတာပြည့်လို့သူက miss ပေါ့နော် miss ဆိုတော့ဒါ online ဒီ copy perfume နေရောင်းနေဆိုင်ပေါ့လေအဲ့တော့လုပ်ပြီးတော့မသိဘူးဒါပေမဲ့ ဒီဒီဒီ brand ထည့်သုံးလာကြတော့အန်ဒီများတယ်တကယ်လားဆိုရင်ပေါ့နော်ကိုယ့်ရဲ့တကယ်မရောမင်းနဲ့ရှောက်ထည့်တာဆိုရင်ကျွန်တော်တို့ကကြတော့ copy ရောင်းတာလေ miss ကသိမလားအာ replicate လာပါလားသူခေါ်ရရှိပါတယ်အဲ့လိုမျိုးဆိုတော့ okay ဒါလေးပြင်လိုက်ပါနော်ပြမထားလိုက်ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက် review တော့ပဲအဲ့မပြီးသေးဘူးမလဲဆိုတော့ကျွန်တော်တို့အတွက် unnecessary လာမှာ ကျွန်တော်အားလုံးပြခြင်းနဲ့ဘယ်နည်းပေါ့နော် trick လေးတစ်ခုရှိတယ်အဲ့ဒါကျွန်တော် font ခုလိုလုံးမယ် my font တော့ share ပြီး download ရတယ်သူက free font ပဲဗျကျွန်တော်လည်း share ပြီး download လာဖြစ်တယ်ဆိုတော့အဲ့ဒါကတော့ဒီမှာ shink y i n k shink y i n k နော် shink regular ဟုတ်ဆော English ရေးလိုက်မယ် ျွန်တော်ဘလော့ထားလိုက်မယ် maybe 230တောင်းနေပြီးတော့မှကျွန်တော် mid line လောက်လိုက်မယ်ကျွန်တော် line ဘလော့ထားလိုက်မယ်နော် okay ပြင်ကျွန်တော်ဘာအောင်ထားမလဲကျွန်တော်ဒီခရမ်းပြလေးထားလိုက်ခရမ်းအောင်နော်ညို့လေးအဲ့ဘာလဲဆိုတော့ကျွန်တော် 3D ဒီမှာ window ထဲမှာ တွေးနေ material ဆိုရှိရနော်အဲ့ဒါကိုဖွင့်လိုက်ရင်ဒီလို box လေးကျလာမယ်သူ box ကတော်တော်လေးကျလာတတ်တယ်အကျန်ဆွဲရှိလို့နော်ကို monitor ရှိသလောက်ပြီးရင်ဒီ sound of slam map sound ကိုကျွန်တော်ပတ်ပြောင်းကြမလို့ inflate ကိုနှိပ်လိုက်မယ် inflate နော် issue မဟုတ်ဘူး inflate မှာမှကျွန်တော်တို့က depth ကို30ထားမယ် depth is ကျွန်တော်0ကျွန်တော်100 100မှန်းနေ cap okay ဖွင့်ထားမယ်ပြီးဒီမှာကျွန်တော် front ကိုရွေးမယ် frame မှာမှာကျွန်တော်ဆက်နှစ်လောက်ထားမယ်အဲဆိုတော့အောက်ကနေမော့ကြည့်တဲ့ပုံလေးဖြစ်သွားပြီနော်ပြင်ရပြီကျွန်တော်ဘယ်ဆက်သွားမလဲဆိုတော့ material ဆက်သွားမယ် material မှာကျွန်တော် roughness ကို0 metal ကို1ထားလိုက်မယ်ဒါဆိုဒီလိုဖြစ်သွားပြီနော်ဒါဆိုရင်ပြီးသေးဘူးကျွန်တော် light တင်သွားမယ်တရားဘာအတွက်ကောင်းလဲဆိုတော့ကျွန်တော်ခုနပြောတဲ့ L band design နေ movie poster တွေအတွက်ဆိုရင်တကယ်ကောင်းတဲ့ style ပေါ့နော်ပြီးတော့ social media တို့လည်းသုံးတတ်ရင်သုံးလို့ရပါလေ โอเคကျွန်တော် light င်းမှာဘာလုပ်မလဲ intensity ကကျွန်တော်တို့အများဆုံးတင်ရင်200ရ200တင်ချပလိုက်မယ် rotation ကကျတော့နေနှုတ်100နဲ့20ကျော်လောက်ပေါ့နော်ပြီးရင် height ကကျတော့ကျွန်တော်အ90 91ချင်ပေါ့ softener က softener ကိုတော့ကျွန်တော်လောက်ထားလိုက်မယ်65လောက်ထားလိုက်မယ်နော်ပြီးရင် intensity ambient light ကိုလည်းကျွန်တော်200ထားလိုက်မယ်ဒါမျိုးလေးဖြစ်သွားရင် င်းဘာဘာလဲကိုဘူပေါင်းထားလာပါလားမဟုတ်သေးဘူးเนาะကျွန်တော်ပြမယ်ဒီဘက်မှာဒီမြလေးကိုနှိပ်လိုက် runner setting runner setting မှာကျွန်တော် ray tracing online ပြီးတော့ quality ရ high ချထားမယ် reuniness ကိုအမှတ်ချထားမယ်သူ runner ပို့ကြတယ်ဒါပေမဲ့ quality ကောင်းတယ်ဆိုတော့ runner နှိပ်လိုက်ပြီးမဆောင်းလိုက်နော်ကဲတာတာရပြီနော် အဆင်နဲ့ခဏက setting လေးကိုတခြားပြင်ကြည့်ပါကျွန်တော်ပြသွားတဲ့ setting လေး menu လည်းလုပ်ကြည့်ပါအဆင်ဒီလိုမျိုး metallic sansan glossy form ပေါ့နော်ဒီ inflate form လေးရပါမယ် form ရေးတာတော့လိုပါလေဒီလို form မှာဒီလိုရုပ်ထွက်မှာနော် y i n k y i n k နော် okay ဒီလိုဒီနေ့ tutorial ကိုအားလုံးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် channel ကို subscribe လုပ်ဖို့လည်းမမေ့နဲ့နော်တငယ်ချင်းတွေတည်အောင်လည်း share ပေးပါဦးမြတ်အားလုံးပဲ Stay safe, guys. Bye bye. Thank you.